Tu zaranje? Abi, alang ura di sedata tengba si dia, tama wasa ye, tama kamada ye, tama aziwa di sedata tengba. အဲ့ဒီစေတသိက်၃မျိုးကို အတိတ်ပြနားလေရှင်ဒုစတိုက်နဲ့ဒုရာဇီဝဆိုတဲ့ဒီဝါဟာရစကလုံးနှစ်ခုကိုသဘောပါမယ်အောက်မှာဒုစတိုက်နဲ့ဒုရာဇီဝကိုကြည့်အပဲမွေဝမ်းကြောင်းမဟုတ်သောပါဏာတိပါရစသီတို့သည်ဒုစတိုက်အပဲမွေဝမ်းကြောင်းဖြစ်သောပါဏာတိပါရစသီတို့သည်ဒုရာဇီဝဆိုလိုတာကကြက်တွေဝက်တွေမွေးပြီးတော့နော် မိမိရဲ့အသက်မွေးဝမ်းကြောင်းအတွက်ပါလေစီးပွားရေးလုပ်နေကြတယ်သူများတဲ့ကိုတိုက်ရတယ်နော်တငါမဟုတ်ဆိုနေတဲ့သူများတဲ့ကိုတိုက်ပြီးတော့လုပ်နေတာလားအသက်မွေးဝမ်းကြောင်းနဲ့ပတ်သက်လာတဲ့အတွက်ကြောင့်အဲ့ဒါကိုဘာလို့ခေါ်နော်ဒုစရိုက်လို့ခေါ်တယ်အသက်မွေးဝမ်းကြောင်းနဲ့ဘာမှမပတ်သက်ဘူးအမြင်ကတ်လို့ကိုဒေါသစိတ်ဖြင့်ရိပ်သားလိုက်တယ်ဒါပါလေအဲမလွဲသွားပြီအသက်မွေးဝမ်းကြောင်းနဲ့ပတ်သက်လာတဲ့သူတို့အသက်ကိုတိုက်ရှင်းစားတိကပါလေဒုရာဇီဝဒုရာဇီဝဆိုတာဒုအာဇီဝလို့ခေါ်တယ်ဒုအခရာနဲ့အာဇီဝကြားမှာပါလာတာနော်ရောက်အောင်အခရာတစ်ခုလာတယ် ပါဠိစာပေထဲမှာကဟုတ်လားရာဂာရဏိတုပါတုပုဏ္ဏတိပါဒစတုရာတိတောဒါပါဠိဂရမကဟုတ်လားအဲ့ဒါပုဏ္ဏစတုနိနေတုပါတုပါဒနောတရဏဟောအာဂမရာဂောအမြေဆောင်လို့ဆိုတဲ့ဒါကပါဠိစာပေသင်တဲ့အခါမှာနော်စာသင်တော်တော့လေဟိုဂရမသဘောကဒီနေရာမှာတော့ဘာမှတော့မဆိုင်ဘူးဒါပေမဲ့ပါဠိစာပေကရာဂောအခရာဘာမှအမှန်မထွက်ဘူးနောက်မှရှင်းမှဒုအခရာရှင်းရင်နောက်မှအာဆိုတဲ့တရရှင်းရင်ဒီနေရာမှာရာဂောအခရာဖြစ်ပြီးဖက်ကိုဖိုက်ရတယ်အဲဒီဒါပါဠိဂတိဝဟာရတွေရှိနေတယ်နော် အဲ့ဒါဒုရာဇီဝဒုအာဇီဝအာဇီဝဆိုတာအသင်မွေးမှုဒုဆိုတာမကောင်းမကောင်းတာအသင်မွေးမှုသူများအသင်ကိုတတ်ပြီးတော့အသင်မွေးတာတယ်သူများဥစ္စာခိုးပြီးတော့အသင်မွေးနေတာတယ်အားလုံးကပါလေဒုရာဇီဝမိမိအတွက်အသင်မွေးမှုတော့မပါဘူးတမြင်သက်သက်ကိုသူများကအမြင်ကလောနေပြီးသွားတတ်တယ်ဟုတ်လားရိတ်နှက်တယ်နှိစက်တယ်တမြင်သက်သက်ကိုသူများဥစ္စာကိုပါလေခိုးတယ်ဆိုတဲ့နေရာမှာလိုချင်လို့ခိုးတာမဟုတ်ဘူးအလိုလျောက်ပါလေဖြည့်စည်ချင်လို့ခိုးတာဒါတွေအားလုံးကပါလေဒုစရယ်အမီနော် ဒူရာဇီဝါစနာကမိမိအသက်မွေးဝမ်းကြောင်းနဲ့ဆက်ဆက်နေရထိုကျူးလွန်သောအကုသို့မဟုတ်သည်ဒူရာဇီဝါအသက်မွေးဝမ်းကြောင်းနဲ့မပတ်သက်သောအကုသို့အမှုမှန်သမျှဒူစရိုင်အဲ့ဒါကိုသမဝါစာမှာဘယ်လိုထည့်ထားတုံးကြည့်အာဇီဝဟေတုကိုမငဲ့မှု၍ဒါစာသုံးပေသုံးစကလုံးစာသုံးပေသုံးကအာဇီဝတုမငဲ့မှု၍ဆိုတာမိမိရဲ့အသက်မွေးဝမ်းကြောင်းနဲ့ဘာမှမပတ်သက်သောဘာလဲဝစီဒူစရိုင်လေးပါးမှရှောင်ကျင်ရင်အဲ့ဒါဘာလို့ခေါ်နော်မမဝါစာဝစီဒူစရိုက်တော့သိတယ်နော်မူတာဝါရာ ေသူနာဝါစာဘရုသာဝါစာသမ္ပပလာပသူတစ်ပါးကိုလင်ညာပြောဆိုမှုကမူတာဝါဒပေသူနာဝါစာစာကတူနဲ့တူအချက်ပြပြောင်းပြောဆိုတဲ့စကားကိုဂုံးတိုက်တဲ့စကားကိုပေသူနာဝါစာဘရုသာဝါစာစာကနေဟဲ့ငါဟဲ့အစရှိသောဆေးဆိုကြံ့ကြုတ်တဲ့စကားမှန်သမျှကိုဘရုသာဝါစာသမ္ပပလာပစတာအနှိမ့်သာရမရှိစပသိန်းစပချင်းကဲ့သို့အနှိမ့်သာရမရှိတဲ့စကားမျိုးကိုသမ္ပပလာပါ ဲ့ဒီ၄ပါးကိုဘာလို့ခေါ်လဲဝစီဒုစရိုက်၄ပါးလို့ခေါ်တယ်အဲ့ဒီဝစီဒုစရိုက်၄ပါးအမှုကိုပြုတဲ့အခါမှာလေးပဲဒီလိုလညာလိုက်ခြင်းဖြင့်ငါ့အတွက်ဘယ်လိုအမျက်ထွက်လာမလဲဟုတ်လားငါးစင်တန်ပြည့်စုံနဲ့ရောင်းရမယ့်ဟာတခုကိုငါငါရပေးပြီးတော့ဝယ်ထားရတာပါအစားအသောက်ပြမုံသားမျိုးတွေပေါ့နော်အဲ့ဒါတွေကကိုယ့်ရဲ့ဒီအသက်မှုဝမ်းကြောင်းနဲ့ပတ်သက်လာတဲ့ဟာမျိုးအဲ့ဒီသဘောမျိုးပါလာပြည့်ဆိုရင်အဲ့ဒီမူတာဝါဒတိပါလေဒုရာဇီဝအဲ့ဒါပြောတာအဲ့ဒီအသက်မှုဝမ်းကြောင်းနဲ့မဆက်ဆိုင်ဘူးဆိုရင်တော့ဘာဖြစ်သမှာတော့ဒုစရိုက် အခုသမဝါစာဆိုတဲ့စကလုံးထဲမှာအာဇီဝဟိတုကိုမငဲ့ဘူးဆိုခါကမယ်အသက်မဝန်းကျင်နဲ့စိုက်ဆိုင်သလားမစဆိုင်ဘူးလားမစဆိုင်ဘူးအဲ့ဒီမိမိအသက်မဝန်းကျင်နဲ့ဘာတစ်ခုမှမပတ်သက်ပေနဲ့မုသာဝါဒပြောဆိုမှုပိသုနာဝါစာပြောဆိုမှုအစရှိတဲ့၄ပါးမှရှောင်ကျင်လို့ရှိရင်အဲ့ဒါဘာလို့ခေါ်တော့သမဝါစာဒီနေရာမှာလည်းသတိထားပြီးတော့ပြောရမယ်နော်ငါးပါးသီလကိုဥစ္စေနဲ့ဗုဒ္ဓဘာသာတိုင်းဗုဒ္ဓဘာသာနဲ့ငါးပါးသီလခိုင်းစောက်တည်တယ် ခံယူဆောင်တယ်ထရမှာအခုဒီကိုးပါးသီလမှာမေတ္တာကိုခေါင်းစဉ်တိုက်ထောင်လို့ရှိရင်မေတ္တာနောက်မှာကရုဏာမုဒိတာဥပ္ပကထိဆွယ်ယူရတယ်လို့ပဲမုသာဝါဒဝေရမဏိသိက္ခာပဒသမာတိယာမိဆိုတဲ့နောက်မှာလည်းမုသာဝါဒနောက်မှာဘာသူပါလာသေးတော့ပိသုနာဝါစာပရုသာဝါစာသမ္မပလာပဒီသုံးပါးပါထည့်ပြီးတော့စောက်တရားမယ်စတာကိုသိရမယ်ဒါကြောင့်မုသာဝါဒါ မောင်မမန်သားစကားကိုပြောဆိုခြင်းဂုံးတိုက်တဲ့စကားမျိုးကိုပြောဆိုခြင်းကြမ်းတမ်းတဲ့စကားမျိုးကိုပြောဆိုခြင်းစပ်ပသိန်းစမဖြန့်ကဲ့သို့အနှိမ့်သာရမေ့တဲ့စကားမျိုးကိုပြောဆိုခြင်းမှာဝေရာမဏိတိုက်ခါပရချောင်းချင်းချောင်းဖြစ်သောတိုက်ခါပုဂ္ဂိုလ်တမာရိယာမင်းစောက်တယ်ပါ යි ဗုဒ္ဓဘာသာတရားဒီလိုအနက်တိုက်ပြီးဟောသဘောပေါက်ပြီးမှခံယူမှဒီသီလဟာအပြည့်ဝရတာမုသာဝါရဆိုရင်လင်ညာပြောဆိုမှုတစ်ခုပဲကွာဆဲတာဘာမှမဖြစ်ဘူးကွာဟုတ်လား တရားကဂုံတိုင်တဲ့စကားပြောတာဘာမှမခဲ့ဘူးသူမြတ်အတင်းအဖြစ်ကိုပြောနေတာဘာမှမရှိပါဘူးကွာဆိုပြီးတော့အဲ့ဒါလေးပဲဒီထဲမှာသွင်းရတော့မုတ်တာဝါရအထင်းမှာသွင်းရတယ်နော်မေတ္တာသာကရဒေနာစင်တာကိုဘသီလအထင်းမှာမေတ္တာနောက်မှာကရုဏာမုဒိတာဥပေက္ခာပါထေးသွင်းပြီးတော့စောက်တရားမှာဖြစ်သလိုမုတ်တာဝါရဝေရမနိသိက္ခာပဒသမာတိယာမိဆိုတဲ့နေရာမှာလည်းပဲပေဒနာဝါစာဟရုဒဝါစာသံပပလာပါတို့ပါပြီနော်အဲအဲ့ဒါကိုပြောနေတာဒီမှာသံမဝါစာဝိရတိအတွက်နော် ဒါကြောင့်မိမိအသက်မွေးဝမ်းကြောင်းနဲ့ဘာမှဆက်ဆက်မှုမရှိပေနဲ့ဒီမူတာဝါဒစသောအမှု၄ပါးမှရှောင်ကျဉ်အဲ့ဒါဘာလို့ခေါ်လို့မမဝါစာ စကားပြောတဲ့အခါမှာမူတာဝါဒမပါစင်နဲ့ပြီးသနာဝါစာမပါစင်နဲ့တန်ဖပလာပါမပါစင်နဲ့ဖရုသဝါစာမပါစင်နဲ့ဒါဆိုပါပြည့်စုံပါနော်မမဝါစာဒါပြောတာနောက်ထပ်ကပါလဲပမကမတသူလည်းပဲအာဇီဝဟိတုကိုမငဲ့မှု၍ဒါပဲဘာကွာသောတော့ဟောကမမဝါစာစာဝစီတုစရိုက်မှရှောင်ကျဉ်တာမမကမရဆိုတာ ကာယဒုစရိုက်မှရှင်ရကာယဒုစရိုက်သုံးပါးစတာကပါဏတိပါဒအဒိဏဒနာကာမေသူမေဆာစာတော့အဒိဏဒါနာမဟုတ်ဘူးနော်အဒိဏဒါနာဟိုနေ့ကပြောပြီးပြည့်ပြီရှင်းပြီးပြီနော်ဒါကြောင့်ပါဏတိပါဒအမှုမှရှောင်ကျင်အဒိဏဒါအမှုမှရှောင်ကျင်နားပါလဲကာမေသူမေဆာစာရအမှုမှရှောင်ကျင်ရင်ကာယဒုစရိုက်လို့ခေါ်တယ်အဲ့ဒီအမှုကိုကျူးလွန်ရင်ကာယဒုစရိုက်သုံးပါလို့ခေါ်တယ်နော်အဲ့ဒီတည်းမှာအသွဲမွေးဝမ်းကြောင်းနဲ့ဘာမှမဆက်ဆိုင်ဘူးဆိုရင် အဲမိမိအတိုင်းဘဝညာဘာတခုမှမပါဘူးသူများတဲ့ကိုတိုင်တယ်သူများဥစ္စာခိုးတယ်သူများသားများကိုစောကားတယ်ဆိုရင်အဲ့ဒါပါလေကာယတုစရိုက်အဲ့ဒီကာယတုစတဲ့သုံးပါးမှာရှောင်းကျင်တာကိုပဲလေဘာလို့ခေါ်တော့မာမကမရာမာမအာဇီဝကြတဲ့အခါမှာအာဇီဝဟိတုကိုငဲ့တည်ဖြဲ၍ငဲ့တဲ့ဆိုကားမဲ့မိမိရဲ့အတိုင်းဘဝညာနဲ့ဆက်ဆက်သလားမဆက်ဆက်ဘူးလားဆက်ဆက်နေတယ်ဆက်ဆက်ရုံမဟုတ်ဘူးဟိုဘက်ကကာယတုစရိုက်သုံးပါးဝစီတုစရိုက်လေးပါဒုစရိုက်ခုနှစ်ပါးမှရှောင်းကျင်တာကိုပဲလေဘာလို့ခေါ်တော့မာမအာဇီဝမဲ့ငယ်ရှိပါသေးမှာဒါမပါဘူးလား ပါတယ်ဝိရတိကဲနောက်တစ်ခါဆက်သွားအဘမညာနှစ်ပါး ပြီအပ္ပမညာစေတသိက်2ပါးဆိုတာကရုဏာနဲ့မုဒိတာကိုပြောတယ်ပြန်ဆိုတရား4ပါးထဲမှာလေးပါတယ်ဆင်းရဲဒုက္ခရောက်နေတဲ့ဒုက္ခိတတရားတွေကိုမြင်တွေ့ရတဲ့အခါမှာတဏှာတယ်တဏှာတယ်ဆိုတာအဲ့ဒီဒုက္ခမှာလွတ်မြောက်စေလိုတဲ့ဒုက္ခတွေမှာပါလဲကေတင်လိုတဲ့သဘောတရားတကယ်ကေတန်နိုင်သည်ဖြစ်စေမကေတန်နိုင်သည်ဖြစ်စေအဲ့ဒီအရှင်ကမာဒီပုဂ္ဂိုလ်တွေဒီဒုက္ခဆင်းရဲမှာလွတ်မြောက်ရင်ကောင်းမှာပဲလို့ဒီလိုသဘောတရားကိုပြောတာเนาะ အဲ့ဒီလိုဒီသာသမိတွေဆွေမျိုးအတိုင်းဝိုင်းနေဒုက္ခရောက်နေတာကြည်ပြီးတော့စိတ်ဆင်းရဲပူဆွေးနေတာနှလုံးမသားရတယ်ဒါတယ်ဒါကိုကရုဏာလို့ဆိုတာမဟုတ်ဘူးเนาะအဲ့ဒီလိုဒုက္ခရောက်နေတဲ့အချိန်မှာဟာဒီဒုက္ခနေပင်မှမြန်မြန်ဆန်ဆန်လွတ်မြောက်သွားရင်တိတ်ကောင်းမှာပဲစသည်ဖြင့်အဲ့ဒီလိုဒုက္ခနေပင်မှကေတင်လိုတဲ့သဘောနဲ့အဲ့ဒီဆင်းရဲဒုက္ခကိုပယ်ချလိုခြင်းသဘောတရားကိုပဲလဲဘာလို့ခေါ်တော့ကရုဏာလို့ခေါ်တာမုဒိတာ ုကိနာသရဝပညာကိုအာရုံပြုရဝမ်းမြောက်ခြင်းသဘောဒါလည်းပဲထုတ်တူပဲမုဒိတာဆိုတာဘာရဲ့စန့်ကျင်ဖဲလဲဆိုလို့ရှိရင်အဲ့ပါရဲ့စန့်ကျင်ဖဲအဲ့သာဆိုတာညူစုတာမက်ဆရိယဆိုတာဘာလဲဝန်တော်တာဟုတ်လားအဲ့သာမက်ဆရိယသဘောတရားအကုသဘောမြတ်သင်ခဲ့တယ်နော်ပုဂ္ဂိုလ်တူတရားအလှူပေးနေတယ်အလှူပေးနေတာကြည့်ပြီးတော့ကိုကဝမ်းမြောက်လို့မသာဓုမခေါ်နိုင်ပဲနဲ့ဟာဒီကောင်ငယ်ငယ်တော့ငါ့ဘုံညစ်ပတ်ခဲ့တဲ့ကောင်ရှောက်ပြီးတော့လူမျိုးအထင်ကြီးအောင်အလှူလုပ်နေတာပဲလို့ မမရဲ့ဒါမုဒိတာမပွားတော့ဘူးအဲ့ဒါမစရာပွားသွားတယ်နော်အဲ့လိုမဖြစ်ရဘူးကိုမလုံနိုင်တဲ့ကောင်းတဲ့လုပ်ငန်းကိုလုံနိုင်တဲ့ပုဂ္ဂိုလ်တွေ့တဲ့အခါမှာကိုကဘာလဲဝမ်းမြောက်ဝမ်းသာဖြစ်ရမယ်အခုလောဘိဓမ္မာသင်္ဍာကြီးဖြစ်အောင်လုပ်တာတွေကိုကြည့်ပြီးတော့ဒီလိုပဲဘာလဲဝမ်းမြောက်မှုမို့ပါရုခွန်နိုင်ရမယ်ဒါတွေအလုံးအကုန်လုံးဘာလဲမုဒိတာအဲ့ဒီလိုကရုဏာနဲ့မုဒိတာဆိုတဲ့တရားဟာတရားပညာကိုအာရုံပြုပြီးဖြစ်ပေါ်နေတဲ့စေတသိက်မျိုးဖြစ်တယ်ကသူတို့ကဘာလဲအပ္ပမညာလို့ခေါ်တယ်နောက်ဆက်သွားပါပြင်းတရေစေတဲ့ပြင်းတရေဟူသည် ညာယမိထုများဟုတ်ပြီရှေ့ကစုံငယ်ပြီးပြေသောစေတသိက်52ပါအခုပြင်းရည်ဆိုတဲ့စေတသိက်ကပေါင်းလိုက်ဘယ်လောက်ရှိတော့52ပါ စေတသိက်52ပါးထဲမှာအဓိကခေါင်းဆောင်စေတသိက်တွေဒါပဲပြင်ရှင်တယ်လေနော်အလုံးသဘောတရားတွေအလုံးပေါ်မှာပညာဥသိရင်လမ်းမှာသွားမြင်ပညာမဥသိဘူးဆိုရင်လမ်းမှာမှာဘူးပညာကိုဘာနဲ့ဥပမာပြထားလဲဆိုလို့ရှိရင်သွားနေတဲ့ယထာတွေကြီးမှာခေါင်းတွေနဲ့တူတယ်တဲ့ကောင်းတွေကလမ်းမှန်မှန်သွားရင်နောက်ကအတွေ့တွေကလမ်းမှန်သွားရင်ကောင်းတွေရှော့ကြသည်နဲ့တပြင်းနဲ့နောက်ကအတွေ့တွေကအကုန်လုံးမှောက်သွားမယ်တဲ့။ကာယကံမှုဖြစ်စေဝစီကံမှုဖြစ်စေမညောမနောကံမှုဖြစ်စေကိုယ်လှုပ်ဆောင်သမျှကိစ္စမှန်သမျှတွေမှာပြင်ရင်တည်းဆိုတဲ့ ပါပါမှာတော့အာမောဟစေတသိက်ပါမယ်တေကောဆိုရင်အာမောဟစိတ်အနေနဲ့ပြောလို့ရှိရင်မာကုသောညာနာပံပယုတ်စိတ်ဖြစ်နေရမယ်လို့ပြောတာဒါကြောင့်ပုဂ္ဂိုလ်တူရိယရဲ့သဏ္ဍာန်မှာပြင်းတဲ့စေတသိက်ဖြစ်လာပြီဟဲ့ဆိုလို့ရှိရင်အဝိဇ္ဇာဆိုတဲ့ပါလေအမောင်တုမောဟဆိုတဲ့သဘောတရားကင်းပြောက်သွားတယ်မောင်နေတဲ့နေရာဌာနမှာဖျောင်းတဲ့စီမီထွန်းလဲလို့ရှိရင်ဟာလားလျှက်စင်မီခလုတ်ဖွင့်လဲတဲ့နေတဲ့ပြင်နဲ့အလန်တိုက်ကြီးကပွင့်သွားသလိုပဲ ပုဂ္ဂိုလ်တူတရားရဲ့တန်တာမှာကာယကံမှုဝစီကံမှုမနောကံမှုတွေမှာပညာဥသိလက်တိနိုင်တဲ့ပြင်နဲ့အရာအလုံးတရားပါလေလောက်ဆောင်သမျှကာယကံမှုလည်းစင်ကြသွားတယ်ဝစီကံမှုလည်းစင်ကြသွားတယ်မနောကံမှုလည်းစင်ကြသွားတယ်အဲ့ဒီကာယကံမှုစင်ကြဖို့ဝစီကံမှုစင်ကြဖို့မနောကံမှုစင်ကြဖို့အတွက်အဓိကပါပြင်ကြီးရတဲ့ဒီအမ္မတမအရေးကြီးတယ်ဒါကြောင့်ဘဝတစ်ခုမှာပညာတိဟုသော မှန်တရားကန်ဆောင်သွားလို့ရှိရင်ဘယ်တော့မှပြစ်စုမဘဝလည်းလမ်းမမနိုင်ဘူးတန်ត្រာလည်းလမ်းမမနိုင်ဘူးဆိုတဲ့အကြောင်းကိုဖယားရှင်ကဘသူ့ဟောတယ် ပါတော့ရအောင်လာခေါ်တယ်ဒီမှာအရှင်မရဘူးမပြောသေးဘူးပြောစရာနည်းနည်းကြာနေတယ်ကဲဒါတော့အဲ့ဒီပညာဆိုတဲ့အမိကိုနော်အာမောဟလို့လည်းသုံးတယ်ညံလို့လည်းသုံးတယ်ဝိဇ္ဇာလို့လည်းသုံးတယ်ဓမ္မစကပွားတနာသုတ္တန်ထဲမှာဝိဇ္ဇာဥဒ္ဒဘာတိဆိုတာတော့လည်းပညာပဲဟုတ်မလားသမ္မာဒိဋ္ဌိမကန်တရားအမိမှကြာသမ္မာဒိဋ္ဌိနဲ့သုံးလိုက်တယ်ပဋိနေတေတဝိရိယနဲ့ပဋိနေတေသမာဓိပြင်တယ်စသည်ဟောလဲပြင်တယ်တွေနဲ့သုံးတယ် မတ္တာဘဝရိယဘောစာရေးမှာပါလေပညာဘောအမိနဲ့သုံးတယ်ဘောဇံ9ပါးကိုဖះဟောတဲ့အခါဘာအမိနဲ့ဟောသွားနော်ဓမ္မဝိဇ္ဇာအမိနဲ့သုံးတယ်အဓိပတိ4ပါးကိုဟောတဲ့အခါမှာဖះကဘာအမိနဲ့ဟောသွားနော်ဝိမာန်သာအဓိပတိအမိနဲ့ဟောသွားတယ်သုတ်တန်တေသနာတွေကိုဖတ်တဲ့အခါကာလမှာပညာဆိုတဲ့စကလုံးတစ်ခုကိုဖះရှင်သုံးထားတဲ့အမိတွေကညာနာအာမောဟောဝိဇ္ဇာသမာဓိတိပင်ဒရိယပညာဗလားဓမ္မဝိဇ္ဇာဟောဝိမာန်သာနော်ဒီအမိတွေနဲ့ဟောထားတဲ့အဲ့ဒါကိုသိစေရှင်လို့ဒီတော့အလုံးဥစဉ်တော့စေတသိက်ပင်ဘုံနော်ငါ ငါးစင်နဲ့နှစ်ပါးငါးစင်နှစ်ပါးထဲမှာမိမိတို့အတွက်တကယ့်ရန်သူအစိတ်အမှန်ဖြစ်သောစေတသိက်ဘယ်နှခုပါခဲ့နော်စေလေးပါပါတယ်မောဟအရိကအနုတ္တပါဥဒ္ဒဇလောဘဒိဋ္ဌိမာနဒေါသအိတ်တမစိယကောဘုဇထိဏမေတ္တဝစီကိစ္စပြန်မကြည့်နဲ့ဒီလောက်သိရင်တော်ပြီအားလုံးပဲနှလုံးနော်စင်နှခုပါတယ် မိမိအတွက်ဘဝတန်ត្រာခိ၆နိုင်တဲ့နေရာမှာအတိတ်ဘဝများစွာကလည်းပဲကိုယ်နောက်မှာအမြဲတမ်းရန်သူအနေနဲ့ပါလာတယ်လက်ရှိဘဝမှာလည်းဒီတရားတွေအခုရှိနေသေးတယ်အရိယာမဲနဲ့မပေချနိုင်သေးသမျှကာလပတ်တော့ဒီရန်သူတွေဟာပါလေအမြဲတမ်းရှိနေတယ်ထကြွတောင်းကြံဖို့အခွင့်သာရင်သူတို့တောင်းကြံမှာပဲထကြွတောင်းကြံဖို့ဒုက္ခပေးဖို့အခွင့်မသာဘူးဆိုရင်တော့ငြိမ်နေပါပဲသူတို့ထကြွတောင်းကြံမှုမရှိအောင်မိတ်ဆွေကောင်းတွေကိုမွေးမြူရမယ်မိတ်ဆွေကောင်း၁၀တိုက်အကောင်လုံးစုစုပေါင်းဘယ်လောက်ရှိတော့25ပါရှိတယ် အဲ့ဒီ25ပါးသောစေတသိက်တပြိုင်တည်းဖြစ်နေရမယ်လို့ဆိုလိုတာမဟုတ်ဘူးသူဟာလည်းသူအခါကာလအာဒီယောဇာဒီစေတသိက်5မျိုးထဲကအရှင်ခါကာလအာဒီယောဇာဒီစေတသိက်တွေကနေရာယူထားရင်ဟိုအကုသိုလ်ယံသူတွေကဘာလဲဒီတိုက်ငြိမ့်နေပါပဲလုံးဝကတော့မပေသနိုင်ဘူးအခုဥစဉ်တော့ဒါဓမ္မသင်္ကေတနော်အဘိဓမ္မသင်္နာပို့ရှာနေတဲ့အခါမှာဥစဉ်ရဲ့ဒီပို့ရှာမှုအပန်းအပေါ်မှာအနဲ့အတိတ်ပြင်းတဲ့တကွာအာယုံစုစိမ်မှုရရှိထားတဲ့ပုံကိုယ်တရားပေါ်မှာမောဟဆိုတဲ့အာယုံသဘောဖုံးလွှမ်းမှုအကုသိုလ်ဝင်နေလားဟုတ်လား အာဟီရီကမကောင်းမှုအကုသိုလ်ဒုစရိုက်ပေါ်မှာပြုလို့ရမှာမရှက်တတ်တဲ့ဆိုတဲ့ပါအာဟီရီကလည်းမပါတော့ဘူးစသည်ဖြင့်အကုသိုလ်စေတဲ့စေလေးပါဘာတခုမှဖြစ်တော့ဘူးဌိနာမေတ္တာဖြစ်သလားဆိုလို့ရှိရင်လည်းပဲမဖြစ်ဘူးလို့သာဖြစ်ဖြစ်နေရင်လည်းမဖြစ်ဘူးလို့ပြောဖြစ်ချင်တယ်ဖြစ်ကြမှာနော်အဲအဲ့ဒီလိုအကုသိုလ်စေတဲ့စေလေးပါထေကဒီအဘဝဘဝတန်ត្រာကပါရှိလာတဲ့အကုသိုလ်ဆိုတဲ့လူမိုက်တွေမိမိရဲ့ယံသူတရားတွေအနိုင်ကျင့်မခံရဖို့အတွက်ကိုယ်နာမမိတ်ဆွေကောင်းတွေကိုမွေးမြူထားမယ်မိတ်ဆွေကောင်းဆိုတာ သောမနာစေတိုင်းစေကိုအဲသောမနာဒါရဏစေတိုင်းစေကိုပါဝရတိစေတိုင်းသုံးပါအပမညာစေတိုင်းနှစ်ပါပြင်းရင်တဲ့စေတိုင်းတပါအဲ့ဒီ25ပါးသာစေတိုင်းဒီဘဝတစ်ခုမှာကိုယ့်ရဲ့ပါလေအတွင်းမိတ်ဆွေကောင်းတွေဒီစေတိုင်း25ပါးမိမိတဏ္ဍာမှာအဆက်မပြတ်တစ်ခုပြီးတစ်ခုတစ်ခုပြီးတစ်ခုဖြစ်နေသမျှကာလပတ်လုံးပြည့်စုံမှန်ဘဝအတွက်လေကောင်းတယ်ဒီစေတိုင်း25ပါးဥသိပြီးတော့ဇီဝင်ရှုပ်သွားတဲ့ပုံကိုတရားဟာဒုတိယဘဝမှာ ပြည်လသားတယ်မပေသားသေးတော့လေဒုတိယဘဝအတွက်သူဒီပါလေအပေတကပိတ်တယ်တာကဘာလို့ခေါ်တော့သုလသောတာပန်လို့ခေါ်တယ်အဘိဓမ္မာသဘောတရားရဒီပေတာနဲ့ပဲတန်ရမယ်ဒါကြောင့်ဒီနေရာမှာအဥစဉ်ပြောချင်ပါတယ်အဘိဓမ္မာသဘောတရားရလူမိုက်နဲ့လူသူတို့ကောင်းခွဲကြရအောင်နော်ပုဂ္ဂိုလ်တူရရရဲ့တန်တာမှာမောဟအရိကနောတ္တပါစာသောမောဆုံ၄ပါးတို့လကောင်းလောတရီ၃ပါးတို့လကောင်းဒေါသလုံး၄ပါးတို့လကောင်းဆုံးတရီ၃ပါးတို့လကောင်း တခုခုလွှမ်းမောနှိမ့်ဆက်ခံရတဲ့အချိန်မှာအဲ့ဒီပုံကိုယ်စီအကုသို့အာယုံနဲ့လွှမ်းမောနှိမ့်ဆက်ခံရသည့်အတွက်ကြောင့်သူကိုစိတ်ကောင်းရှိသူလို့ဆိုမှာလားစိတ်စိတ်ကောင်းမရှိသူလို့ပြောမှာလားစိတ်ကောင်းမရှိရင်လူဆိုးလို့သတ်မှတ်မှာလားလူကောင်းလို့သတ်မှတ်မှာလားကိုကိုကိုပြန်ကြည့်ငါဘေးရှင်မှာလူဆိုးဖြစ်နေလဲဘေးရှင်မှာလူကောင်းဖြစ်နေလဲဆိုတာဒါကိုခွဲရမယ်နော်အကျင့်ပုဂ္ဂိုလ်တူရန်သာနာမှာအဲ့ဒီအကုသို့စေတဲ့စင်လေးပါမဝင်ဘူးသောမနာစေတဲ့25ပါးထဲကတခုခုဖြစ်နေတယ်ပေါ့နော် ဖယားကိုကြင်ညိုတဲ့သရာနော်သို့မဟုတ်ကိုလုတ်ခဲ့တဲ့ဒါနာကောင်းမှုကုသိုလ်တခုအမှတ်ရနေတဲ့တတိစသည်ပေါ့နော်ဥမာအဘိဓမ္မာသင်္နာနဲ့ပတ်သက်ပြီးတော့ထက်ကတကနှလုံးသွင်းနေတဲ့တတိစသည်အဲ့ဒီတတ္တတတိအစရှိသောစေတသိက်25ပါးထေကတခုခုပေါ့ဆက်က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 ဖြစ်နေတဲ့အချိန်ခါကာလမှာစိတ်ကောင်းရှိသူလို့ပြောမှာလားစိတ်ကောင်းမရှိသူလို့ပြောမှာလားစိတ်ကောင်းရှိသူလို့တတ်မှတ်ရမှာဖြစ်သည့်အတွက်